နောက်ဆက်တွဲကလေးကမပြီးသေးဘူးနောက်တစ်ခုစူးရင်ရမယ့်အရာကပေါ်လာပြန်ပါပြီမလို့တာပညာရှိဦးဝင်းနိုင်ကရေးဖို့ပဲတတိပေးလာပါရိပြည်သူတွေအဆုံးထိတေချာနားထောင်ပေးပါအခုချိန်ထိမြန်မာနိုင်ငံရဲ့နောက်ဆက်တွဲကလေးဒီဟာတော့ရှောက်ကိုလုံနေစေဖြစ်တယ်မန္တလေးနေပြီးတော့ဘကူအထူးသဖြင့်လှုပ်ပါရိစကိုင်းလှုပ်ပါရိနော်မန္တလေးမှာဆိုရင်တရဲမှနောက်ကလေးမလှုပ်တဲ့နေ့မရှိသေးပါဘူးနေဆုံးနေနဲ့ကျွန်တော်တို့တရိယသမ၅မင်္ဂလာကျူးလောက်ကိုလုံနေစေဖြစ်ပါတယ်နော် ဆိုတော့ပြည်သူတွေဟာဒီနေ့အချိန်ထိပြည်သူပေါင်း4000ကျော်ယာယီတဲနေပဲမန္တလေးမှာနေထိုင်ရကြောင်းကိုကျွန်တော်တို့သတင်းဌာနကြီးတွေကအားလုံးအသိပြုထားတာကိုလည်းတွေ့ရပါတယ်เนาะများစွာဒုက္ခရောက်နေကြရတယ်ဒီနေ့အချိန်ထိသေဆုံးသောလူဦးရေဟာ4000ကျော်သွားပြီးတောက်ဆုံးနေတဲ့သူလေးရှိသေးတယ်မနေ့ကလည်းကျွန်တော်တို့ Sky Villa ထဲမှာပြည်သူအလောင်း၄လောင်းကိုထပ်မံတွေ့ရှိပါတယ်เนาะတောက်ဆုံးနေတဲ့သူလေးရှိသေးတယ်ဆိုတော့ထပ်မံရှာဖွေတူးပေါ်နေကြဆဲပါဒီလိုချိန်မှာပဲစိတ်မကောင်းစရာတစ်ခုပေါ့ဗျာ အဲ့ဒါကတော့မလို့သားပညာရှင်ဦးဝင်းနိုင်ကိုတည်းကအရေးပေါ်ပဲသတိပေးလာပါရီစာဆုံးနားထောင်ပေးပါ2025ခုနှစ်မိုးချုပ်ကာလအတွင်းမှာတဲ့လေတိုက်ခတ်မှုပုံစံနဲ့သိမ်းများဖြစ်ထွန်းမှုပုံစံဟာတဲ့2024ခုနှစ်နဲ့ကွဲပြားခြားနားမှုများစွာမရှိပေမဲ့2024ခုနှစ်အေဗီလာအကုန်ကုန်နေမှာဖြစ်ခဲ့တဲ့လေပြင်းအနေချဲ့ဝန်လေဝင်လိုင်းတွေကြားပုံများတာတွေ့ရပါလေလို့ဦးဝင်းနိုင်ကဆိုပါရီထို့သူတရုတ်မြန်မာကြီးပေါ်ကလေပြင်းအနေချဲ့ဝန်ကလေ2024ခုနှစ်လောက်အာမကောင်းပဲ မြောက်ဘက်ကိုပုံမရောက်နေတာတွေ့ရပါတယ်ဆိုပြီးတော့မလို့သားပညာရှင်ဝင်းနိုင်ကဆိုပါတယ်ဘင်္ဂလားပြည်လေအော်မှာတောင်ဘက်နဲ့အနောက်ဘက်မှာလေးစီကြောင်းများအကောင်းနေပြီးတော့မြန်မာနိုင်ငံကုန်တဲ့အပူချိန်တွေပိုတူလာခြင်းမရှိအောင်ထိမ့်ပီထားတယ်လို့ကြားနေကြောင်းသူကဆက်ဆိုပါတယ်2024ခုနှစ်မေလဆမ်းပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းရာမီဖြစ်လာစေတဲ့လေပြင်းနဲ့ရောင်းအစပြိုဖြစ်ပေါ်နိုင်တဲ့လေထုမငြိမ်မသက်မှုတွေစတင်ဖြစ်ပေါ်ခဲ့ပြီးမေလ20ရက်နေ့အဲ့ဒီနေ့ကိုရောင်းမှာ အားကောင်းတဲ့လီဖီယာနေရှင်ဝန်ဖြစ်ပေါ်ခဲ့ကအနောက်တောင်မုတ်တုံလေးကိုဘူပြင်းတဲ့ရာသူဥတုအခြေအနေချမှာဆွဲတင်လိုက်တာကြောင့်အနောက်တောင်မုတ်တုံလေးဝင်ရောက်မှုကဘုံမှရဲမြအတိုင်းဝင်ရောက်နိုင်ခဲ့တာတွေ့ရပါတယ်လို့ဆိုပါရီ2025ခုနှစ်အပိလာအကုံမီလာလာဆမ်မိုင်းမှာတော့ကပလီပလင်ပင်တောင်ပိုင်းမှာတိန်ဒုစုဖွဲ့မှုအားကောင်းနေပြီးတောင်အနောက်တောင်နဲ့အနောက်လီအားကောင်းနေတာကြောင့်အပိလာ28နေ29 30ရက်တွေမှာဘူရိုးမှတခြားဝင်ရောက်လာနိုင်ပြီး မိုးတိမ်များကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေထိမိုးရွာနိုင်တဲ့အခြေအနေများဖြစ်ပေါ်စေမှာကိုတွေ့ရပါတယ်လို့ဆိုပါရီ။ဒါကြောင့်ကြိုတင်ခမှန်းချက်တွေရ AB လာ28 29နဲ့30ရဲ့အတွင်မှာ ECMWF model ကမန္တလေးတိုင်းတောင်ပိုင်းမှာမိုးများနိုင်ကြောင်ပြနေပြီး Icon model ကရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးများနိုင်ကြောင်ပြနေတာတွေ့ရတယ်လို့ဦးဝင်းနိုင်ကဆိုပါရီ။ဒါကြောင့်မိုးလို့မတူညီတဲ့ဥရောပ model တစ်ခုကပြနေတဲ့မိုးများနိုင်ကြောင်ခမှန်းထားတဲ့နေရာတွေဟာငလင်တန်းတဲ့ဒေသတွေဖြစ်နေတာကြောင့်မိုးများရင်ဖြစ်လာနိုင်တဲ့ မြေကျွန်းချင်းမြေပြိုခြင်းယာယီတိဆောက်ထားတဲ့စကမ်းများအတွင်ရေကြီးနိုင်ခြင်းတို့ကိုသတိပြုကြရမှာဖြစ်ကြောင်းအရေးပေါ်ပဲမိုးလို့သားပညာရှင်ဝန်ထမ်းကအသိပေးလာခဲ့တာဖြစ်ပါသည်